င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အဆင့်သစ်တစ်ခုတို့ရောက်လာနေသောဒေါ်လန်ရင်မြေယာတီကုံဆုံးကနီလာပြီးဖြစ်တော်လဲအရှိတောင်အာရှရှိသတင်းကောင်းစီးများကတော့ထိုင်းကမ္ဘောဒီးယားနေချာပြိပခာဒေါ်နယ်ထရန့်ဤကုံသွဲမှုတိုးမြင့်ကောက်ခံလာသည့်အရေးများတွင်သာတဝဲဝဲတလဲလဲဖြစ်နေစေပင်သို့သောမြန်မာတို့ဤပြည်တွင်းစစ်ကအာယုံစိုက်ခံရမှုရောပါနေစေပင် ဖြစ်သည်ဟု Nikkei Asia Review တွင်စောင်းပါပါရှိလာခဲ့သည် အစာပိုင်းတွင်တိုင်းသားလက်နက်ကိုင်အဖွဲ့များ၏အောင်မြင်မှုများနှင့်စစ်တပ်မှတဆုပ်တဲစုံနေရသည့်အဖြစ်များကြောင့်အံ့အားတသင့်ဖြစ်ခဲ့ကြသည်ထို့သောစစ်တပ်၏ဗျူဟာအသည့်များနှင့်တရုတ်ဘက်မှထိတိယောက်ယောက်ဩစာတက်ရောက်လာနိုင်ခဲ့မှုများကြောင့်ဖြီးတွင်စစ်သည်နောက်ထပ်အဆင့်သစ်တစ်ခုတက်လန်းလာနေပြီဖြစ်သည်ပထမဆုံးအပြောင်းလဲသည်ကဇူလိုင်31တွင်အရေးပေါ်အခြေအနေကိုရှုပ်သိမ့်ပြီးစစ်ကောင်စီကိုဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည် နေအောင်လိုက်သည်ယာရုနှစ်ခုကိုစွန့်လွှတ်လိုက်ရတော့လေယာယီသမရအဖြစ်ဒီဇင်ဘာလ28တွင်ပြုလုပ်မယ်ရွှေကောက်ပွဲပထမအဆင့်သမရအဖြစ်ဆက်ရှိနေမည်ဖြစ်သည်စေအုပ်စုသည်ရွေးကောက်ပွဲဖြင့်ပြည်ရင်းပြည်ပမှာပါတရားဝင်မှုရရှိလာလိမ့်မည်ဟုသောခံယူချက်ဖြင့်လုံပန်းလာခြင်းဖြစ်သည့်ထို့သောလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့များအလုံးက၎င်းတို့အုပ်ချုပ်ရေးတပ်ဆိုးရှိရန်ဒီမိုကရေစီကောင်စင်တက်လာသည့်အယောင်ဆောင်မှုသာဖြစ်သည်ဟုပေချခဲ့ကြသည်စေအုပ်စုသည်နိုင်ငံ၏27ရာခိုင်နှုန်းသာထိန်းချုပ်နိုင်နေ၍ အမှန်တကယ်တရားမျှတပြီးလူမှုဆန္ဒကိုစားပြုသည့်ရွေးကောက်ပွဲမျိုးဖြစ်လာဖို့ကရွှေပြည်တော်မျှော်တိုင်းဝေဟုဆိုရမည်သာဖြစ်သည်စစ်တပ်၏ဘျူရိုကရေစီလက်ကွက်များအပြင်၎င်းတို့၏အဓိကအားပြုနေရသည့်တရုတ်ကလည်းနိုင်ငံမြောက်ပိုင်းတွင်တိုက်ပွဲများရှက်သွားအောင်တိုး၍ကြိုးပမ်းပေးလာခဲ့သည်တရုတ်သည်မြန်မာတွင်ကာလကြာမြင့်စွာကလေးကနှစ်ဖက်ခွာ၍ကစားနေသူဖြစ်သည်2029စစ်စင်ရေးကိုမတိမတာခွင့်ပြုပေးခဲ့ပြီးတပ်ဖက်တွင်လည်းစစ်အုပ်စုကို2021-23အတွင်း ဒေါ်လာ268တန်ဖိုးအထိလက်နက်များရောင်းချပေးခဲ့သည်။၎င်းတို့မျက်စိမိတ်ပြခဲ့သော2029စစ်စင်ရေးဖြင့် EAO များအောင်ပွဲလီလီရခဲ့ခြင်းတွင်တော့တရုတ်တို့လမ်းကြောင်းပြောင်းလာခဲ့ရသည်။စစ်အုပ်စုအားတန်တမာရေးဘက်တွင်ပို၍ဖလဲတကင်းလှုပ်လာသည်။တရုတ်ပြည်သူလွတ်မြောက်ရေးတပ်တီထောင်ခဲ့သည့်98နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားအားတရုတ်တန်ယုံမှလူပေါင်း930ခန့်အထိဖိတ်ကြားခဲ့သည်။ EAO များလည်းထိုးစစ်အာလုံးရပ်တန့်ပေးဖို့ကြဲကြဲလောင်လောင်ပြောဆိုလာခဲ့သည်။ MNDAA အားလာရှုပ်ကိုမြန်မာစစ်တပ်အားပြန်ပေးလိုက်ရသည့်အတိအကြက်ကင်နိုင်ခဲ့သည်တရုတ်တို့၏အနိုင်ကျင့်ချင်းချောက်လာမှုကိုအာခံပြီးတအောင်တိုင်းသားတို့၏ TNL မှတရုတ်သည်၎င်းတို့အကျိုးစီးပွားကိုသာကြည့်သူများဟုလူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပြီးစစ်အုပ်စုကိုဆက်၍တိုက်သွားရန်ဆုံးဖြတ်ခဲ့ကြသည်မကြာမီကစစ်အုပ်စုနှင့်၃ချိန်မြောက်ဆွေးနွေးခဲ့တော်လဲ၎င်းတို့ဘက်ကတနက်တစ်ချက်မဖောက်ရပဲ TNL တို့တင်ပိုက်ထားသောမျိုးများပြန်ပြီးရန်အတင်းအကျပ်တောင်းဆိုလာ၍ပြက်ပြားသွားခဲ့ရသည် ုတိယအပြောင်းလဲသည့်ပြီးချင်းသည့်အင်အားတောင်ဆုံးဖြစ်သောဝါတက်များအပေါ်စီလိုရစီလှုပ်လာနိုင်ခဲ့ခြင်းဖြစ်သည့်ဝါများသည့်၎င်းတို့ကိုနိုင်ကပြိပခတွင်မပါဝင်ခဲ့တော့လဲ MNDAA TNL နှင့် SSPB တပ်များကိုစစ်ရေးနှင့်ဗဏ္ဍာရေးကူညီများပံ့ပိုးပေးခဲ့သည့်တရုတ်ကောင်ဝါအရာရှိများအားဖမ်းဆီးခြင်းပိုင်ဆိုင်မှုများထိန်းချုပ်ဖြစ်ခြင်းနှင့်နေချားခိတ်များပိတ်ပစ်လာ၍ဝါနိုင်ငံရေးဦးဆောင်အဖွဲ့မှမြည်သည့်အဖွဲ့အစည်းကိုမှအကူအညီမပေးတော့ဟုကြေညာလာခဲ့ရသည်။ ထို့အတွက် EAO တို့ထိုးစစ်ဆင်နိုင်မှုကိုထိခိုက်သွားခဲ့ရသည်တတိယကစစ်အုပ်စုဘက်မှအောင်ပွဲများရုတ်ချီးဆိုသလိုရရှိလာခြင်းဖြစ်သည်ဇူလိုင်လတွင်တနစ်ကျော်များတိုက်ခိုက်ခဲ့ရပြီးနောက်နောက်ချို့ကိုပြန်ရသွားခဲ့သည်ဒီမော့ဆိုအားလည်းကရင်နီမြစ်ပြည်သူ့ကာကွယ်ရေးတပ်များထံမှပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဇွန်လ30ရက်နေ့တွင်မိုးပြဲကိုပြန်ရသွားပြန်သည် ဒီဘဲရင်အားလည်းပြန်သိမ်းနိုင်ခဲ့သည်။၎င်းတို့အတွက်အရေးပါဆုံးဟုပြောရွေးရသည်ကထိုင်းနယ်ခြားနှင့်နိုင်ငံအလဲပိုင်းကိုဆက်ထားသည်အမတ်တီအာရှအဝေးပြေးလမ်းမကြီးကိုသိမ်းယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။ရှက်ကူအခအားလုံးကဗမော်ကိုစောင့်ကြည့်လာနေကြသည်။ KIA သည်မကြာမီကသိမ်းယူထားသောစခန်းတစ်ခုကိုလက်လွတ်ပေးခဲ့ရသည်။စစ်အုပ်စုအောင်မြင်ခဲ့မှုများကြောင့် EAO တို့ဤဖွင့်ငွေထိခိုက်သွားခဲ့ရသည်။၎င်းတို့စစ်ကြောင်ထိုးလာမှုကြောင့်ဖားကန်ရှိကြောက်စိမ့်တွင်များကတာခရိုင်ဒိုးပင်ရှိငွေနစ်တုတ်တထုတွင်များ မန္တလေးတိုင်းအတွင်ရှိဖျားတောင်ရွှေတွင်းများပါတိုက်ခိုက်သွားခဲ့ရသည်ထို့သောအောင်မြင်ခဲ့မှုဤအတိတ်ကအကြောင်းရင်းဒီကဝေဟင်ကိုထိန်းချုပ်ထားနိုင်မှုပင်ဖြစ်သည်ကဘာပေါ်ရှိလက်နက်ကင်ပြိပခများဖြစ်ပွားရာဒေသများ၏အချက်အလက်များပြုစုနေသော ACLED အဖွဲ့ကြီးမှထုတ်ပြန်သောအချက်အလက်များအရဇန်နဝါရီနှင့် မေလအတွင်းလေကြောင်းတိုက်ခိုက်မှု1134ချိန်ထိဖြစ်လာခဲ့သည်ထို့သော2023အလားတူကာလအပိုင်းအခြားအတွင်း169ချိန်2024တွင်640တာရှိခဲ့သည် တရုတ်အစိုးရပိုင်ကုမ္ပဏီများကလည်းဘုံများထုတ်လုပ်နေသောကပ္ပစ20အတွက်လိုအပ်သောပစ္စည်းများလေးချင်းမှုများနှင့်ပုံစံများပံ့ပိုးပေးခဲ့သည်ထို့သောဖြင့်မြေပြင်ထိုးစစ်များကိုလေကြောင်းလက်နက်ကြီးပစ်ကူများဒရုန်းများဖြင့်ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခြင်းဖြစ်သည်ထို့သောစစ်မြေပြင်အနေအထားရွေးလျားလာမှုနှင့်တရုတ်တို့ဝင်ရောက်ထိုးဖောက်လာမှုများကြောင့်ယခုအချိန်တွင်အရေးကြီးဆုံးအပိုင်းသို့ရောက်ရှိလာခဲ့သည်ထို့သောညလည်းမြန်မာစစ်တပ်အနေဖြင့်ရခိုင်ကလိုပြန်လည်ရည်တည်နိုင်ဖို့ကအလံဝင်းနေစေပင်ဖြစ်သည် နိုင်ငံ၏အစိုးရပိုင်းအနေငယ်ကိုသာဆက်လက်ထိန်းချုပ်ထားပြီးနေဆက်ပြည်နယ်အများစုနှင့်လည်းအဆက်အသွယ်ပြတ်တောက်နေစေဖြစ်သည်အထူးသဖြင့်အာရကတက်တော်သည်တည်တည်တတ်တာအောင်မြင်မှုများရရှိလာပြီးအရာဝတီမှကွေးနှင့်ဘကိုးဒေသကြီးများအထိထိုးပေါက်လာနိုင်ခဲ့သည်ချင်းညီနောင်များအဖွဲ့တို့လည်းလက်နက်များပံ့ပိုးပေးလာနိုင်ခဲ့သည်မြောက်ပိုင်း EAO အဖွဲ့များအချိန်မလားဖြစ်လာချိန်တွင်အာရကတက်တော်ဘက်မှဆက်လက်အောင်မြင်မှုများရရန်ဆက်လက်ထိုးစစ်များဆင်နွှဲရမည်ဖြစ်သည့်အပြင်အခြား EAO အဖွဲ့များကိုလည်းပံ့ပိုးပေးသွားရမည်ဖြစ်သည် လက်ရှိကာလသည်တော်လန်ရေးကြီးအနာဂတ်ကိုအဆုံးဖြတ်ပေးမည်အချိန်ရောက်ရှိလာနေပြီဖြစ်သည်စစ်တပ်သည်အောင်မြင်မှုများတိုး၍ရလာပြီးလုံနေကြနီလန်များအတိုင်း EAO များနှင့်သဘောတူညီချက်များရရှိသွားမည်ဆိုကနိုင်ငံအနှံ့ပြားကိုပြန်လည်ထိန်းချုပ်သွားနိုင်တော်မည်ဖြစ်သည်ကိုဂတိမူကြရမည်ဖြစ်သည် ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်နောက်ထပ် မဲယုံလုံးကျုံကြီးအဆောင်အဖြစ်အတုံပြုပုံမန္တလေးမှာဆိုင်ရင်ကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလကုန်ပိုင်းစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲယုံလုံးကျုံကြီးအတွက်အတုံပြုပုံရက်ွက်အလိုက်ဆိုင်ရင်ကောက်တာတွေမန္တလေးမှာရှိလာပြီလို့မျိုးကန်တွေစီကသိရပါတယ်။မဲယုံပရဝုံမှာလုံးကျုံကြီးတာဝန်ယူရမှာဖြစ်ပြီးအတုံပြုမဲ့လူစရင်ကိုရက်ွက်အုပ်ချုပ်ရေးပိုင်းကဆိုင်ရင်ပြုစုနေတာပါ။နမဲဆိုင်ရင်နဲ့တကွရွေးထားတာနမဲပါတဲ့လူကမပြတ်မကွက်လှုပ်ပေးရမှာပေါ့လို့ ချမ်းအီတာဆန်မြို့နယ်မှာနေထိုင်တဲ့လူငယ်တအုပ်ကပြောပါတယ်။မဲယုံလုံးချုံရေးလုပ်ဖို့ပြက်ကွက်ရင်စစ်မှုထမ်းဖို့ပို့ဆောင်မယ်ဆိုပြီးချိန်ချောက်တာတွေရှိနေတယ်လို့သိရပါတယ်။ဒါပြင်မန္တလေးမှာလက်ဝေခံဖြူစောတိတွေကိုလည်းစစ်ကောင်စီကရွေးကောက်ပွဲလုံးချုံရေးယူခိုင်းဖို့ရှိနေပါတယ်။အယက်သား NLD အစိုးရလက်ထက်မှာကျင်းပတဲ့2020အထွေထွေရွေးကောက်ပွဲမှာတော့မဲယုံလုံးချုံရေးအတွက်အယက်သားတွေကိုရွေးကောက်ပွဲကာလအထူးရဲ့အဖြစ်ရဲတပ်ဖွဲ့ကကာလတို့လေ့ကျင့်ပေးပြီးလစာနဲ့ခန့်အပ်တာရှိပါတယ်။ လက်ရှိမန္တလေးမှာစစ်ကောင်စီကရွှေခေါက်ပွဲမှာမဲပေးခွင့်ရှိတဲ့မဲဆန္ဒရှင်ဆက်ရင်မဲစရင်ကိုရက်ွက်အုပ်ချုပ်ရေးမှုရုံးတွေမှာကြီးညာထားပေမဲ့စိတ်ဝင်တစားလာရောက်ကြည့်ရှုသူမရှိတဲ့လောက်နှဲပါတယ်လို့လူကံတွေစီကနေသိရပါတယ်။မဲစရင်မကြီးညာသေးခင်ကတော့မဲပေးဆက်နဲ့မဲပေးပုံကိုဖျက်သားဖို့အတွက်တအိမ်တယောက်မပြတ်မကွက်လာရောက်ရမယ်လို့ရက်ွက်အုပ်ချုပ်ရေးပိုင်းကဖိအားပေးခဲ့တယ်လို့အမရပူရာမျိုးနဲ့မှနေထိုင်တဲ့အင်ရှင်မတအူကပြောပါတယ်။ မေယုံလုံးတုံးရေးအစားအပြည့်အုံပြုဖို့မန္တလေးမှာစည်ရင်ကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလကုန်ပိုင်းစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲမှာမေယုံလုံးတုံးရေးအတွက်အုံပြုဖို့ရက်ွက်အလိုက်စည်ရင်ကောက်တာတွေမန္တလေးမှာရှိလာပြီလို့မျိုးကန်တွေစီကသိရပါတယ်။နောက်ထပ်ရွေးကောက်ပွဲတာစီရေးမွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်တွေဘာပြောလဲ။ ဝန်ပြည်နယ်မှာစစ်တပ်ကအင်အားတိုးချဲ့ပြီးလုံခြုံရေးတိုးမြင့်နေတဲ့အတွက်စစ်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲကိုစတင်ရမှာအခက်အခဲစိန်ခေါ်မှုတွေရှိနိုင်တယ်လို့တော်လန်ရေးအဖွဲ့တာဝန်ရှိသူအချို့ကသတင်းဌာနကိုပြောပါတယ်။လက်နက်ကင်တော်လန်ရေးအင်အားစုတွေလှုပ်ရှားမှုအကောင်နဲ့ကြိုက်ထုံတထုံဖီလင်းအပါဝင်တန်ဖြူစရက်နဲ့ရေးမျိုးနယ်တို့မှာလုံခြုံရေးအတွက်ဆိုပြီးစစ်တပ်ကမြို့ပေါ်အပါဝင်မျိုးနယ်နီးစပ်တဲ့ခြေရွာတွေမှာဝင်ရောက်လှည့်ပတ်နေတာပါ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တထုံခရိုင်တာဝန်ကံကိုအေးမင်းထွန်းကဒေါ်လန်ရဲ့အဖွဲ့တွေအားလုံးကစစ်ကော်မရှင်လုံမဲ့ရွှေကောက်ပွဲကိုနှီးမျိုးစုံနဲ့ဆန့်ကျင်တိုက်ဖြတ်မှာဖြစ်လို့အခက်အခဲရှိလေရှိနိုင်ပါတယ်လို့ပြောပါတယ်။ဒီစစ်ကောင်စီကလုံမဲ့တရားမဝင်ရွှေကောက်ပွဲကကျွန်တော်တို့ဒေါ်လန်ရဲ့တွေအနေနဲ့ကတော့အဖွဲ့တွေအားလုံးကဆန့်ကျင်တိုက်ဖြတ်ဖို့ပြောပြတာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘက်ကဆန့်ကျင်တိုက်ဖြတ်မှုကိုနှီးမျိုးစုံနဲ့လုပ်ရမှာပဲ။အဲ့ဒီအတွက်အခက်အခဲရှိတာလေရှိမှာပေါ့လို့ဆိုပါတယ်။ဒါပေမဲ့ဘလို့အခက်အခဲလေးဆိုတာပြောမသွားခဲ့ပါဘူး။လက်ရှိ ပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာမြို့ပေါ်နဲ့မြို့အဆက်ကျေးရွာတွေအတွင်စစ်တပ်ကလုံခြုံရေးတိုးမြင့်တာတွေရှိလာတဲ့အတွက်နှစ်ဖက်စစ်စင်ရေးတွေကြမ်းတမ်းလာနိုင်တယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကအင်အား90ကျော်ပါတဲ့စစ်ကော်မရှင်လက်အောက်ခံစစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေဟာတထုံမြို့နယ်ကရင်လေးစိတ်ကျေးရွာကိုဝန်ရောက်စီးနင်းပြီးဒေသခံအယောက်30ကျော်ကိုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောထားတာပါ။ မွန်ကြီးဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှတလနိုင်ကတောင်ပိုင်းရှိရေးနှစ်တန်ဖြူစရက်မှာလဲပြီးခဲ့တဲ့လအတွင်းတော်လန်ရေးမဟာမိတ်တပ်တွေကတိုက်ပွဲတွေထောက်လျှောက်ဖော်ဆောင်ပြီးနောက်ပိုင်းစစ်တပ်ကအင်အားတိုးချဲ့လာတယ်လို့ပြောပါတယ်အရင်ကဆယ်ကနန်းပဲရှိတဲ့နေရာမှာရှားကနန်းတွေတက်ဖွဲ့အင်အားဖြည့်တယ်။နောက်တစ်ခုကအနင်းလိုရွာတွေမှာဝင်နေတယ်။ရွာတွေမှာကိုလှည့်ပတ်ပြီးသွားလာနေတာ။ပြောချင်တာပြည်သူလူထုကိုကာပါလုပ်ပြီးတော့အင်အားဖြည့်တင်နေ။အဲ့ဒီလိုဝင်ထွက်သွားလာတာရှိတယ်။ ဒါကတော့အနည်းတစ်ခုတည်းမဟုတ်ဘူးရေးတောင်ပိုင်းရေးမြောက်ပိုင်းတန်ဖြူစရက်တောင်ပိုင်းဒေသတွေမှာအဲ့ဒီလိုပဲသူတို့အင်အားတွေပို့ပြီးဖြစ်တင်ထားတယ်တိုးချဲ့တယ်လူထုနဲ့ကာပါလုပ်တယ်ပေါ့လို့ဆိုပါတယ်စစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ဒီနှစ်ကုန်ပိုင်းနဲ့နောက်နှစ်ဆန်းပိုင်းမှာကျင်းပမယ်အပိုင်းလိုက်အထွေထွေရွေးကောက်ပွဲမှာမွန်ပြည်နယ်ရှိ၁၀မြို့နယ်လုံးကိုမဲဆန္ဒနယ်မြေတွေအဖြစ်သတ်မှတ်ထားတာပါ မွန်ပြည်နယ်အတွင်းလှုပ်ရှားနေကြတဲ့လူမျိုးစုအခြေပြုလက်နက်ကင်တော်လိုင်းရဲ့အဖွဲ့တွေအပေါအဝင်ဒေသအခြေစိုက် PDF နဲ့အခြားသောမဟာမိတ်တပ်တွေကတော့သူတို့ထိန်ချုပ်လှုပ်ရှားနေပြီအတွင်းရွေးကောက်ပွဲကျင်းပအခွင့်ပြုမှာမဟုတ်ဘူးလို့အတီအလင်းထုတ်ပြန်ထားကြပါတယ်။ဂျပန်မှာကရင်လက်နက်ကင်အဖွဲ့အစည်းဖြစ်တဲ့ BGF အပါအဝင်အပြစ်ရထိုးထားတဲ့ DKPA နဲ့ KNU, KNLA, PC တို့ကစစ်ကော်မရှင်ပြုလုပ်မဲ့အထွေထွေရွေးကောက်ပွဲအပေါ်အပြစ်အဝပူပေါင်းကောက်ွယ်သွားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းမှာပူရဲကြေညာထားတာပါ။ ဒီအပေါ်အဲ့ဒီအဖွဲ့တွေဟာကရင်ပြည်နယ်အပြင်မွန်ကဒေသအချို့မှာလည်းလှုပ်ရှားနေတဲ့အတွက်တော်လရေးအင်အားစုတွေဘက်ကစစ်ကော်မရှင်ရဲ့ရွှေကောက်ပွဲကိုစန့်ကျင်ရမှာစိန်ခေါ်ချက်တစ်ခုဖြစ်တယ်လို့တလနိုင်ကပြောပါတယ်။တချို့သောမွန်ဒေသမှာအခုနောက်ကပြောတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်း၃ဖွဲ့ကလှုပ်ရှားနေတာတွေရှိတယ်။ဆိုတော့ဒါတွေကလည်းအခက်အခဲတွေစိန်ခေါ်ချက်တွေတစ်ခုဖြစ်တယ်။နောက်ထပ်အခက်အခဲစိန်ခေါ်ချက်တကူကသူတို့ကအရက်သားကိုအကအွက်ယူပြီးလှုပ်ရှားတဲ့ဟာပေါ်တော့ဆိုတော့အဲ့ဒီအခြေအနေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ကရွေးကောက်ပွဲစန့်ကျင်ရေးစစ်စင်ရေးတွေဖော်ဆောင်တဲ့နေရာတွေမှာပြည်သူလူထုကိုထိခိုက်မှုမရှိအောင်ကျွန်တော်တို့တေချာကြိုက်တွေ့ပြီးခရူးတဆိုင်နဲ့အလုပ်လုပ်ရတာမျိုးတွေရှိတယ်လို့ဆိုပါတယ်ဒါပေမဲ့ရွေးကောက်ပွဲကိုအကောင့်ထဲမဖို့နိုင်အောင်စစ်ရေးအရာရောနိုင်ငံရေးအရာပါစုံမနေမြေတွေမှာမဟာမိတ်တွေနဲ့အတူတားဆီးသွားမှာဖြစ်တာကြောင့်လူထုထိခိုက်မှုအနေအဆုံဖြစ်စေမဲ့နီလန်းတွေတုံးပြီးစန့်ကျင်ကက်ကွက်သွားမယ်လို့သူကဆက်ပြောပါတယ် စစ်ကော်မရှင်ကတော့ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ်ရွေးကောက်ပွဲအပိုင်းတည်းအတွက်မွန်ပြည်နယ်ကမဲဆန္ဒရှင်စည်ရင်းတွေကိုပထမအကြိမ်စက်တင်ဘာ30ရက်နေ့ကစတင်ပြီးနှစ်ပတ်ကြာတဲ့ဒီသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝဲယုံနဲ့ရက်ကြီးယုံတွေမှာကတ်ထားပြီးဖြစ်ပါတယ်။ဒါပေမဲ့ဒေတာတွင်းနေပြည်သူလူထုအနေနဲ့အထွေထွေရွေးကောက်ပွဲအပအဝင်မဲဆန္ဒရှင်စည်ရင်းကတ်ထားမှုအပေါ်စိတ်ဝင်စားမှုမရှိဘူးလို့သတင်းဌာနကပြောထားကြပါတယ်။